အားလုံးမင်္ဂလာပါအခုရှယ်ပေးမယ့် knowledge လေးကတော့ဝန်ထမ်းများအတွက်လုပ်ငန်းရှင်တွေသိရမယ်ရွှေရောင်စီးမြင်းဆဲချက်ပေါ့နော် Golden Rule တွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ကဝန်ထမ်းတွေနဲ့ပတ်သက်လာရင်မိမိလုပ်ငန်းနဲ့ကိုက်ညီတဲ့ဝန်ထမ်းကိုသာရှာဝေပါနံပါတ်2 Interview လုပ်ငန်းစဉ်ကအရေးကြီးပါတယ်နံပါတ်3လုပ်ငန်းတာဝန်သတ်မှတ်ချက်ထားပါတာဝန်ခံရမယ့်အပိုင်းနဲ့လှုပ်ဆောင်ရမယ့်အပိုင်းတွေကိုတေချာရှင်းပြပေးပါနံပါတ်4လေ့ကျင့်တင်ကြားပေးပါ နံပါတ်5စွမ်းဆောင်ရည်များကိုလည်းအကဲဖြတ်ပြီးတော့တော်ရင်တော်တယ်လို့ပေါ့နော်နံပါတ်6လှုပ်ဆောင်ချက်ကောင်းမွန်ခြင်းတွေချီးကျူးဖို့မမေ့ပါနဲ့နံပါတ်9ဝန်ထမ်းရဲ့ကြွညင်မှုနဲ့ကိုက်ညီတဲ့နေရာတွင်သာလောက်ကင်ပါစေနံပါတ်10မိမပြင်ယုံကြည်ရပါစေထိန်ချုပ်မှုမလွတ်ပါစေနဲ့နံပါတ်9ခင့်နဲ့ညီတဲ့ခံစား권တွေကိုပေးပေးပါဆောင်ရွက်ပေးပါ နံပါတ်30လုပ်ငန်းခွင် လုံခြုံစိတ်ချရမှုဘေးရန်ရဲ့ကင်းရှင်ရေးလုပ်ငန်းဝင်တာယာရေးကိုလည်းအမြဲဂရုစိုက်ပြီးတော့ဝန်ထမ်းတွေအတွက်စဉ်းစားပြီးတော့ဆောင်ရွက်ပေးပါဒါဆိုရင်တင့်လုပ်ငန်းဟာကောင်းမွန်တဲ့ဝန်ထမ်းတွေနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ now postcard တွေမှာလက်ဆက်ပြီးတော့တွေ့ကြတာပါเนาะ